နေ့ရောက်ရှိနေတဲ့နေရာကတော့ສຸລາມະນີພະຍາជីရဲ့တောင်ဘက်ကရှင်မြော်ခင်ကုန်းတစ်ခုတောင်ဘက်က sunset တွေ sunrise တွေကြည့်တယ်ရှင်မြော်ခင်ကုန်းတစ်ခုကိုရောက်ရှိနေပါပဲရှင်ခင်ကုန်းလည်းပဲဒီမှာတည်ရတဲ့အသီးကရေကန်ကြီးတွေကိုအမှန်တော့ဆဲထားတဲ့ကံပေါင်းတင်ထားတဲ့ ကုန်းကြီးတွေဗျာဒီမှာညောင်းမဲအုပ်တွေရှိတယ်ရေကန်တွေရှိတယ်နော်ဘေးရန်နေနဲ့ကုန်းတော်ကြီးတခုဟိုးဝေးมาတော့စေရီတဆူဗျာကျုပ်ဒီစေရီမသိဘူးဗျာအိုးအနောက်မြောက်စီมาတော့အနန္နာဖျားကြီးတန်ကြီးတောင်တန်းနဲ့ဒီဘက်ကတော့ ဒုမှာဆန္ဒမူနာရွာတဲ့ဒမယံကြီးဖရာကြီးဖြစ်ပါတယ်ဒီဘက်ကတော့စိမ့်စိမ့်ဆိုဆိုတော်တည်နေတယ်ရှူပြီးတော့မှရှူမျောလို့မဆုံးနဲ့ရှူခင်ဟိုဘက်ကရွှေစည်းကုံလိုဇေဒီဖျားကြီးတဆူကိုတွေ့ရတယ်ဗျာဒီဖျားကိုတော့ချက်ကြည့်စီချာချာမတည်ဘူးနည်းနည်းနဲ့ရောက်တော့ ီးလို့မင်းလို့ဖရာကြီးရဲ့ရှုခင်းရှုွက်တရားရာသီဥကလည်းตายာလာပါရှုခင်းကုန်းပတ်လေကစိတ်ဆိုတဲ့မျက်ခင်းနေနဲ့ဖြစ်ပြီးတော့ရေကန င်းအုပ်အုပ်ကြီးတွေနဲ့အစိမ်းဆူတာယာလှပတဲ့ရှုခဲရှုရှုခဲတွေတွေ့ရမှာဖြစ်ပါတယ်။နိုင်ငံသားတွေအနေနဲ့ကတော့သူတို့ကဒီကုန်းပေါ်ကနေဆန်းဆက်ကြည့်ရဲ့ဒါညာဒီဟူလူနဲ့ဒီဝင်နဲ့အားကိုအရသာခံကြတာပေါ့။ကျုပ်တို့ဗမာတွေအနေနဲ့ကတော့နေဝင်ချိန်ထက်ကျုပ်တို့ကနေထွက်ချိန်ပြုကြည့်ကြတယ်။နေထွက်ချိန်မှာမြင်ရတဲ့မြင်ကွန်းက နေလုံးကြီးကတော့အရှိဘက်ကနေ เนาะမယန်းစီအောင်နေတဖြည်းဖြည်းမှ အနီအောင်နေဖြစ်လာတဲ့ပုံစံကိုကျုပ်တို့ကသဘောကျတယ်တွေးခေါ်တဲ့အကြံဉာဏ်သစ်တွေရရှိတယ်လို့ယုံကြည်တယ်ကိုအလောက်ကိုင်းသစ်တွေကိုလည်းဒီနေရာမှာเนาะဟိုနေလုံးကြီးကိုဘူဟုတ်ပြုတ်ပြီးတော့มาစဉ်းစားတဲ့စနစ်ပေါ့ကျုပ်တို့လူမျိုးတွေမှာရှိတယ်ဒီဟာကတော့တဘာဝ